ညစာပြတဲ့နှစ်30လောက်စောတယ်နှစ်35နှစ်လောက်လို့လဲခံမှန်းတယ်တချို့စကောလာတွေကတော့25နှစ်လောက်လို့ခံမှန်းတယ်ဘုရားထေနည်းနည်းစောတယ်ဒီလူကြီးပေါ်တာဝေသာလီသာနိကန္ထနာတဗုဒ္ဓအဲ့ဒီပုဂ္ဂိုလ်သူကဇနိမယသမီးသားတွေနဲ့နေနေတော့စဉ်းစားတယ် the whole one is a full of a misery sorrow and suffering ကဘာလောကကြီးတခုလုံးသောကပရိဒီဝဒုက္ခတွေများ ita what is the source of these is suffering ဒီဒုက္ခတွေရဲ့အကြောင်းရင်းတွေကဘာတွေပါလိမ့်မလဲအဲ့ဒီအတ္တိဒီအတွေးတွေမကောင်းဘူးလားကောင်းနေအဲ့ဒါကြောင့်အဲ့ဒီဂျင်းဝါရဟာဗုဒ္ဓဝါရနဲ့ထတ်တူကြလို့ကောင်းတာတွေအများကြီးရှိတယ် ုက္ခရဲ့အကြောင်းဟာဘာလဲဆိုတော့သူဖော်ထုတ်တာကတန်ရောစေ။ဆရာလေးတွေဒုက္ခရဲ့အကြောင်းအဲ့ဒါဆိုငါတန်ရောစင်ဖြတ်တော့မယ်ဟဲ့ဆိုပြီးတော့ဇတိမရကွာရှင်းပလိုက်သမိသားတွေထားပစ်ခဲ့ဇိဝဥစ္စာတွေအကုန်လုံးစွန့်ပစ်ခဲ့ပိပြူလေးဝိုးကောင်းရစ်ပြီးတော့တောထွက်သွားမကောင်းဘူးလားအဲ့ဒါကောင်းတာ အဲ့ဒီထိတော်ကောင်းသေးတယ်။နောက်တော့တဲ့မှာတရားနှလုံးခြေသုံးလို့နေတယ်။အာနာပါနပဲကျင့်တာ။အာနာပါနကျင့်တော့သမာဓိတော်တော်လေးကောင်းတယ်။ဥက္ကနမိတ်တွေပြိဘာကနမိတ်တွေထင်းလာ။ဆိုကြပါစို့။နိဝရဏတွေရှင်းပြီးတော့စိတ်တွေကြီးလာတဲ့အချိန်နှာခေါင်းထဲကလေကအပြင်ထွက်သွားတာ။ပုံသဏ္ဍာန်ပေါ်ပြီးတော့ထွက်သွား ဒါကတော့ကမ္မဋ္ဌာန်းပြည့်ဖို့ဖြစ်လာတာလေကစိကရက်မိโกတန်းလေးလို့တန်းလိုက်ခလေးထွက်သွားဟာအဲ့ဒါလားကြီးရင်ကြီးနဲ့ဘာတွေတွေ့လဲဆိုတော့စိတ်ကကြီးသမာဓိကကောင်းနေတော့ဒီလေထဲမှာပိုးကောင်လေးတွေတွေ့အာဂါသထဲမှာဗိုင်းရပ်စ်တွေအများကြီးပဲရှူသွင်းလိုက်တော့ဒီအတန်းလေးကဝင်ကောင်းနဲ့ဝင်သွားတော့အပြင်ဘက်ကပိုးတွေကထဲဝင်လာမှောက်ထုတ်လိုက်တော့ဝင်တဲ့ပိုးတွေကအပြင်ထွက် အပြင်ကပိုးကဝင်းနေရောက်တော့အင်ဘဲတို့ပင်ပတ်ဝန်းကျင်မတူတော့ဘိုက်ထဲမှာအပြင်ပိုးဘာဖြစ်လဲသိတယ်။ထဲအပိုးအပြင်တွဲတော့ပြင်ရောက်တော့ဘာဖြစ်လဲသိတယ်။အဲ့ဒါနဲ့သူစဉ်းစားတယ်ဟာထွက်လင်ဝင်လေ ကမ္မထာကတော်တော်အကုသိုလ်အကြီးတဲ့ကမ္မထာပိုးကောင်နေသန်းနေတာဟာဒီလိုဖြစ်လာအဲ့ဒါကြောင့်ပရိသတ်ကြီးအတွေးဆိုတဲ့ကိစ္စနော် အကြောင်းနဲ့ယုတ်တိနဲ့ဇနိတရားတွေးတတ်ဖို့သိလို့တယ်ယုတ်တိရှိရှိတွေးတတ်မှာတွေးရင်တွေးရင်လည်းယုတ်တိကင်းမဲ့သွားရင်အဲ့ဒီဘုရားယူသွတ်เสียအကြောင်းရှိအဲ့ဒီတော့ဘာလို့ ਆ မလဲဆိုလို့ကြည်ထွဲတဲ့လေလဲမထွက်ရအောင်ဝင်တဲ့လေလဲဝင်လာဝင်ရအောင်သူ့အာနာပါနာကို ပြောင်းလိုက်မယ်ထွဲလင်ဝင်လေရက်အောင်ကျင့်ရမယ်ဆက်လေးလှုပ်စမ်းရက်ရင်သေးပြီးမဟုတ်လား အဲဒီလိုဖြစ်လာအဲ့ဒါရအောင်မလုံနိုင်တော့မလုံလဲလို့ဆိုတော့နှာခေါင်းအဝတ်နဲ့စီးတာအပြင်ဘက်ကပိုးနဲ့အပြင်ကပိုးမဝင်ခွင့်ထွက်ခွင့်မရနှာခေါင်းမလုံထားလဲစီးတာဆရာလေးတွေကတရားပွဲပြီးလက်နှလုံးနဲ့ပိတ်တယ်နှာခေါင်းစီးထားရအဲ့ဒါပါလဲဆိုတော့အစွန်းရောက်သွားတာ နောက်တော့သူဘာလို့ပြန်လဲလို့ဆိုတော့တွေးတာတွေးတာတွေးရင်တွေးရင်နဲ့ချော့ချော့သွားတာဒီနော်တလုံးမပြောပါတော့ပိတ်ဖြူလေးဝစ်ပြီးတော့ကျင့်တာဖြူသောအဝတ်ကညင့်ပြီးဆိုရင်ညင်မှန်းသိသိတယ်နော်အဲ့တော့ညင့်တော့ဘာလို့ပါလဲလျှော့လျှော့ပြီးတော့ပြန်ဖို့နောက်တခါညင့်လျှော့လျှော့ရင်းလျှော့ရင်းနဲ့စဉ်းစားတယ်လျှော့ရတဲ့ဒုက္ခဘာကြောင့်လဲအဖြူရောင်ကိုတန်ရောစင်ဖြစ်လို့ ြည်လုပ်ပုံအဲ့ဒီဖြူလေးတန်ရောစဉ်ဖြစ်တော့ညစ်တဲ့အတွက်ဘာဖြစ်လဲဟိုဘက်ကဒေါမနတာဖြူနာကိုချိန်တာကအဘိဇာညစ်တဲ့အတွက်ကြောင့်မလို့စိတ်ဆင်းရဲတာကဒေါမနတာဇာလေးနားလဲလားအစွန်းတစ်ပက် ဖြူအောင်လေးကြိုက်နေတာကဘာတဲ့လဲအဘိဇာညစ်တော့စိတ်ညစ်တော့ဘာဖြစ်လဲဒေါမနတာဩဒီအဝိဝိရတာဘာဖြစ်လဲ အဘိဇာနဲ့ဒေါမနတဖြစ်တယ်။သွားရအဝိချွတ်တော့။နောက်ဆက်တွေ့သေးတယ်ဘာကြောင့်ဒီအဝိတွေဒီလောက်တောင်ဝင်ကြသလဲ။ဆိုတော့ပူရာမခံနိုင်ဘူးအဝိနဲ့ဖုံးထားတယ်။အေရာမခံနိုင်ဘူးအဝိနဲ့ဖုံးထားတယ်။မဲကైခြင်းကైယင်ကైလေတိုက်နေဘူးမခံနိုင်ဘူးအဝိနဲ့ဖုံးထားတယ်။ အဲ့တော့ခန္ဓာကိုယ်ကိုမဲ့ချင်းချင်းလေးနေဘူးမွေကင်းတန်ထိတာမခံနိုင်ဘူးဆိုတာခန္ဓာကိုယ်ကိုတန်ရောစဉ်ဖြစ်လို့အဲ့တော့အဲ့ဒီတန်ရောစဉ်ဖြတ်တော့မယ်ဆိုပြီးတော့အဲ့ဒီမှာအဝတ်ချွတ်တာကိုတော်လုံးဖြစ်သွားတယ်။တန်ရောစဉ်အကုန်မဖြတ်နဲ့เนาะခြံထားအဲ့ဒါကြောင့်အစွမ်းရောက်တယ်ဆိုတော့ဒီလိုတွေးတဲ့လူတွေเนาะယုတ်တိမပေါ့ဟိရိဩဒပတရားသူထက်မစင်စား ဘုရားဘောကောင်လေးတွေသေတယ်ဆိုတဲ့ကိစ္စမှာစေရဏာနဲ့သတ်မသတ်ဆိုတဲ့ကိစ္စကိုသူသည်ထဲ့၍မစင်းစားအဲ့လိုဖြစ်အဲ့ဒါနဲ့ပဲတောင်းချွန်းလိုက်တဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးပါဖြစ်နော်အာခန္ဓာကိုယ်ကိုစူးထဲမှာအိပ်ပြီးတော့ဟလာနှိမ့်ဆက်မယ်တဆောင်းတွင်လို့ရေစိမ်ပြီးတော့နှိမ့်ဆက်မယ်တနွေလုံးလုံးမီးလုံပြီးတော့နှိမ့်ဆက်မယ်ဒီခန္ဓာကိုယ်ကိုနှိမ့်ဆက်လွန်အားကြီးတော့ຢာကပါဖြစ်လေတဏှာလောဘမရှိတော့ မရှိတော့ဘူးမဟုတ်တဏှာလောဘကမပေါ်နိုင်ဘူးငုတ်သွားနှိမ့်ဆက်ပံများရင်ပင်မလွန်အာကြီးရင်ကိလေသာစိတ်ကငုတ်သွားအဲ့ဒါကိုကိလေသာကာမဂုဏ်ကိုအောင်းပြီဆိုပြီးတော့ဗဖြစ်တာလေအဲ့ဒါဇိနအမိခန္ဓာအဲ့ဒါဂျိန်ကိုင်းဖြစ်လာအဲ့ဒီဂျိန်ဆရာကြီးရဲ့အဆက်အွယ်တွေဆက်အွယ်တွေကဘယ်အထိရောက်လဲအာသောကရဲ့အဖေ့လက်ထက်အထိရောက်တာ အဲဒါကြောင့်အဖေကောကွယ်တဲ့ဂျင်းဘာသာကိုဒီအာသာကဘဖြစ်လဲဆက်လက်၍ကောကွယ်ခဲ့ရ။ဒါကြောင့်သူဘယင်ပြည့်တဲ့အချိန်မှာသူဒီဗုဒ္ဓဘာသာမဟုတ်ခဲ့။ရဲရဲဆဲဆဲနဲ့ညီကိုတွေတတ်ပြီးတော့မှသူဘယင်တက်လှုပ်လာ။အဲလိုအဲတော့အာသောကကနောင်သောအခါမှာကြံတန်ရဲဆဲတဲ့အာသောကဟာ လေးနှစ်တာကာလပတ်လုံးဘာလို့သလဲအဘိသေမသွန်းပဲနဲ့အိန္ဒိယပြည်ကြီးတပြည်လုံးမှာเนาะမင်းပေါင်း7400လောက်ရှိတယ်။ဘာကြီးတော့ရှမ်းပြည်တပြည်လေးပဲကြည့်เนาะဒါကတော့65ခုနဲ့ကဘုโจကြီးနေဝင်ရှမ်းစော်ဘွားတွေကိုဒါတော့အာနာဆွန်းကြရော်ရေးပေးမယ်ဆိုတော့ရှမ်းနေအကုန်ဆွန်းသွားတယ်စော်ဘွားပေါင်းဘယ်လောက်လဲ90နော်အဲ့တော့သိန်းဒီကလည်းစော်ပါပဲလမ်းရှိုးကလည်းစော်ပါပဲဒီလိုတွေ အာမုံမိတ်ကလည်းစောပါတယောက်အာတောင်မဲကြည့်အောင်မလားအင်းလေးမလဲစောပါနဲ့ညောင်ရှင်မလဲစောပါနဲ့ဆိုတော့ဒီမျိုးနယ်လေးတနေတနေခရင်လေးတခရင်တခရင်လောက်မှာဘယင်တယောက်တယောက်လုံနေတာအဲ့ဒါတွေကိုဘာခေါ်လဲမဟာရာဇာဘာခေါ်လဲမဟာရာဇာမဟာရာဇာမြတ်သောမင်းကြီးမဆရာလေးတွေကဇတ်တော်တွေဖတ်ရဒီလိုမဟုတ်လားမဟာရာဇာပါတယ် အေးမြတ်သောမင်းကြီးပဲရှုံသောမင်းကြီးကိုမရှိဘူးမဟာရာဇာမြတ်သောမင်းကြီးနော်ပြောရတာအဲ့ဒါအိန္ဒိယပြည်ကအခြေကြီးဆိုတော့မင်းပေါင်းဘလောက်လဲ၈000လေးတာအဲ့ဒါတွေကြားထဲမှာအာသောကကတမင်းနဲ့လှုပ်ချင်တာတမင်းနဲ့လှုပ်တာကိုခေါ်မဲ့ဧကရစ်ခေါ်လဲဧကရစ်ခေါ်အဲ့ဒါဧကရာဇာလှုပ်ချင်တာ ဗတိသရာစာဖြစ်နေတယ်။သူရဲ့ဘာကမီးတော့နန်းဆိုင်ခဲ့တာမှတ်တာဥဇေနီတဲ့နော်။သူလက်တဲ့ရောက်တဲ့ခါကျတော့မှပါတနာသို့မဟုတ်ပါတလိဘုတ်ကိုပြောင်းပြီးတော့နန်းဆိုင်တယ်။ကျင်းချင်းကလေးပဲ။အိန္ဒိယပြည်ကြီးတပြည်လုံးရှေးကခေါ်သလိုခေါ်မယ်ဇဘူဒီပါ။ဗါတယ်ဇဘူဒီပါ။အေး သဘောရိပါတစ်ခုလုံးမှာတမင်းနဲ့ဖြစ်ချင်တာကိုဘာခေါ်လဲဧကရအဲ့ဒီဧကရာဇာဖြစ်ချင်တော့ဟိုဗတိသရာဇာတွေအကုန်လုံးဘာလို့ရမလဲတာအဲ့ဒါကြောင့်သူခေါ်တာစန္ဒာသောခာနော်ဗရေသရိဆိုတဲ့ဒီတခရင်လောက်မှာတမင်းတမင်းဖြစ်နေတဲ့မင်းတွေကိုအကုန်တက်ခေတ်တတ်ဖြတ်၄နှစ်ချာ